မဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ၄ရက်နေ့နနခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ညာတော့ကြီးရွာအုပ်စုတွင်ပြည်သူများကိုနှီးမျိုးစုံပြီးနှိပ်စက်နေသောအုပ်ချုပ်ရေးမှူးဟောင်းဂျီဝင်းပါဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရာ၃ဦးစလုံးသေဆုံးခဲ့ကြောင်းမကွေးတောင်တွင်းကြီးအထူးပြည်သူတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ိုဝင်ဘာလ26ရက်နေ့ညပိုင်းတွင်တောင်တွင်းကြီးမြို့နယ်ပရက်ဂျေတိုက်နယ်ညာတော့ကြေးရွာအုပ်စုတိခုတ်ကွင်းကြေးရွာတွင်စစ်တပ်တရင်ပေးဖြစ်လုကင်နေသောအုပ်ချုပ်ရေးမှူးဟောင်းကြီးဝင်းဆိုသူသည်ကြေးရွာနေပြည်သူများကိုစစ်တပ်ခေါ်လိုက်ရမလားဟုချိန်ချပြောဆိုပြီးအနိုင်ကျင့်နှိပ်စက်နေ၍၎င်းအိမ်အတွင်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းသိရပါသည်။ အလားတူတိခုတ်ကွင်းကြီးရရင်စစ်တပ်တရင်ပေဖြင့်လုတ်ကိုင်းနေသောမင်းကျော်ဦးနှင့်ဇနီးဖြစ်သူခင်ချိုင်တို့သည်လည်းတော်လိုင်းရဲဝတ်တို့ကိုစစ်တပ်ထံတရင်ပေဖမ်းဆီးစေခန်းခြင်းတော်လိုင်းရဲဝတ်များကိုစစ်တပ်ထံတရင်ပေတိုင်ကြားခြင်းများကြောင့်ယင်းနေ့တွင်၎င်းတို့နေအိမ်တွင်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဦးလုံးပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းသိရပါသည် ထို့သောပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့သောအုတ်ချုံရင်မှုဟောင်းជីဝင်းပါဝင်၃ဦးကိုဒေါ်လရင်တပ်ဖွဲ့များကအချိန်ကျိန်သွားရောက်တွေ့ဆုံ၍စစ်တပ်နှင့်ပူးပေါင်းခြင်းမပြုလုပ်ရန်အတိပေးပြောကြားခဲ့တော်လဲလိုက်နာခြင်းမရှိဘဲဆက်လက်လုပ်ကိုင်နေသည့်အတွက်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါသည် ်အဆိုပါတိုက်ခိုက်မှုတွင်မကွေးတောင်တွင်ကြီးအထူးပြကြတပ်ဖွဲ့နှင့်နဂါမင်းဖြည်သူကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍တောင်တွင်ကြီးမြို့နယ်တွင်စစ်တပ်တရင်ပီတလန်များပြူစောတိများအနေဖြင့်စစ်တပ်ထံသို့တရင်ပီတိုင်ကြခြင်းစစ်တပ်ကိုအားကိုး၍ပြည်သူများအပေါ်ငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းနှင့်စစ်တပ်မှပြုလုပ်သောအထူးရောင်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်မည်ဆိုပါကအချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်းမကွေးတောင်တွင်ကြီးအထူးပြကြတပ်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည် ဆက်လက်ပြီးမကွေးတိုင်းမြိုင်မြို့နယ်နှင့်ပခုတ်ကူမြို့နယ်အဆက်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒိဆုံမှုများပြပြီးတအူးအရှင်ဖမ်းမိကခရင်တချို့ဒိန်းစီရရှိခဲ့ကြောင်း Earthquake People Defense ဘုံမှတာဝန်ရှိသူကပြောကြားပါသည်ဒီဇင်ဘာလ၂ရက်နေ့တွင်မြိုင်မြို့နယ်နှင့်ပခုတ်ကူမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာသောတပ်မ69မှအကြမ်းဖက်စစ်သားများနှင့်ပြူစောတိများပူးပေါင်းထားသောအင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုတိုက်ခိုက်မှုတွင်ဂျမ်ပန်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးထိခိုက်ဒဏ်ရာရရှိသောစစ်သားတအုပ်ကိုအရှင်ဖမ်းမိကလက်နက်ကြီးကြီးတချို့နှင့်ခရဲတချို့ကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။မြိုင်နယ်နဲ့ပခုတ်ကူနယ်ကိုအခုစစ်ကြောင်းထိုးနေတဲ့တပ်မ69စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်တာပါစစ်ကြောင်းကမပြီးသေးဘူးထိခိုက်သေးဆုံးမှုကတော့များတယ်တေချာတော့မသိရသေးဘူးတယောက်အရှင်မိတယ်လက်နက်ခဲရန်တွေကအဲ့ဒီဖမ်းမိတဲ့သူရဲ့အနီးကရတာပါဟု Earthquake People Defense ဘုံမှတာဝန်ရှိသူကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကို Aquic People Defense ဖို့ပခုတ်ကူခရိုင်လူကဲတရင်တ PDLB MGY PDF Gamma Underground Force Gamma တပ်ပေါင်းစုမြိုင်ဘက်ကဖားတို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိကြောင်းသိရပါသည်ပခုတ်ကူမြို့နယ်နှင့်မြန်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အပြင်လေကြောင်းမှလည်းပြည်သူလူထုကိုပိတ်မှတ်ထားပုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စည်ရည်တည်နှင့်လေကြောင်းရန်ကိုလည်းတတိရှိရှိနေထိုင်ပေးကြရန် Aquic People Defense ဖို့ကတိုက်တွန်းထားပါသည် ဆက်လက်ပြီးသခိုင်းတိုင်းဆလင်းကြီးမြို့ပေါ်မြို့မရဲစခန်းမှာထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးအလောင်းတလောင်းသိမ်းဆီးရရှိခဲ့ကြောင်းဒေါင်းတမန်ဂျီဇက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါရယ်နိုဝင်ဘာလ30ရက်နေ့ည7:00နာရီခန့်တွင်ဆလင်းကြီးမြို့ပေါ်မှမြို့မရဲစခန်းမှာထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဒီခါရွာအနီးတွင်ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှစစ်သား၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆလင်းကြီးမြို့ပေါ်မြို့မရဲစခန်းကထွက်လာပြီးဝမ်ပောင်ကုမ္ပဏီတဲကိုပြန်ဝင်တဲ့စစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့တားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးလောင်းတလောင်းရတဲ့ထိခိုက်ဒဏ်ရာများပါတယ်လက်နက်တွေတော့ဆွဲသွားတယ်စစ်ခွေးအင်အားကတော့ခံမှန်းချီတရာကျော်ပဲလို့သိရတယ်စစ်ခွေးစစ်ကြောင်းကဝမ်ပောင်ကိုမဝင်နိုင်တော့ပဲဆလင်းကြီးမြို့ဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရတယ်စစ်ခွေးသေးတာ၁၀ကောင်လောက်သေးပါတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဒေါင်းတမန်ကြီးဆက်ပြောကြားတဲ့ဖွဲ့ကတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တရင်စစ်ချောင်းရင်းမာပင်ခရိုင်စစ်ကြောင်းနဲ့တပ်ပေါင်းစုညီနောင်မဟာမိတ်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့အကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်းကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေပေါင်းနဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်ဟုထုတ်ခေါ်ပြောဆိုပါတယ်။ ပြည်ဦးလွင်မှာပြုလုပ်တဲ့စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကယခုလိုထုတ်ပြန်ပြောဆိုလာပါတယ်။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လက်စင်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်ဟုမင်းအောင်လိုင်ကပြောဆိုထားပါတယ်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လန်းစင်ကြဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်တယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်ချင်းတူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF ပါဝင်လက်နက်ကင်ဖွဲ့စည်းရေးနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစားဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုမင်းအောင်လိုင်းကပြောဆိုပါတယ်။ဒါအပြင်အပြစ်ခက်ရက်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂတိကဝတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေသွေးဖယ်သွားတယ်လို့မင်းအောင်လိုင်းကအပြစ်တင်ပြန်ပါတယ်။ ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှာလက်မရေးထိုးကြတဲ့တိုင်းဒါလက်နက်ကိုင်ဖွဲ့စည်းတချို့ဟာရှီတာပိတာဂရီကဝတ်တွေကိုချိုးဖောက်ပြီးငင်းချင်ရေးလမ်းကြောင်းတွေဖယ်မှုပြုလုပ်နေကြတယ်လို့မင်းအွန်လိုင်းကဆိုပါတယ်။မင်းအွန်လိုင်းကစစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းချင်ရေးလိုချင်ရင်ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မင်းအွန်လိုင်းကအထက်စီးကနေပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲကိုမကြမီမှကျင်းပမှာဖြစ်ပေမဲ့ဖြစ်လို့ဖြစ်စည်းလုပ်နေသူတွေကရွေးကောက်ခံဆိုရပေါ်လာရင်နေရာပြောက်မှာဆိုလို့ရွေးကောက်ပွဲကိုဖြစ်စည်းနေကြတာလို့သူကဆက်လက်ပြစ်တင်သွားပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်မြို့ရှိဖင်လန်တန်ယုံကိုလာမယ့်2026ခုနှစ်တွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်းဖင်လန်နိုင်ငံဆိုရကတရားဝင်ကြေညာရာမြန်မာနိုင်ငံသားများဖင်လန်နိုင်ငံသို့သွားရောက်ရေးဗီဇာကိစ္စများအတွက်ဘန်ကောက်တွင်အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်းရန်ကုန်ချေးဆိုင်ခရီးသွားအေဂျင်စီများကပြောဆိုပါတယ်။ နိုဝင်ဘာလအတွင်းဖင်လန်နိုင်ငံအစိုးရကပါကစ္စတန်အာဖဂန်နစ္စတန်နှင့်မြန်မာနိုင်ငံရှိတန်ယုံများကိုလာမယ့်2026ခုနှစ်တွင်ပိတ်သိမ်းတော့မည်ဖြစ်ကြောင်းကြေညာခဲ့ပါသည်။ဖင်လန်အစိုးရကနိုင်ငံရေးအန္တရာယ်ကုန်သွယ်စီစဉ်မှုနှင့်ကောက်စစ်ဆိုင်ရာလိုအပ်ချက်များကိုချိန်ဆသည့်ဖင်လန်နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာကုန်ရက်ကိုမဟာဗျူဟာမြောက်ပြန်လည်တုံးသက်ပြီးနောက်ဤဆုံးဖြတ်ချက်ကိုချမှတ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဖင်လန်နိုင်ငံအစိုးရရဲ့ညင်ညာချက်မှာတော့ဗီဇာကိစ္စအတွက်ညူဒေလီနဲ့ဘန်ကောက်မှာလောက်ရမယ်လို့ညင်ညာထားတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေအားလုံးကဘန်ကောက်မှာရှိတဲ့ဖင်လန်တန်ယုံမှာဗီဇာဝင်ရတာကြပါပြီ။အခုကတန်ယုံတရဝင်ပိတ်မှာဖြစ်တဲ့အတွက်ဘန်ကောက်မှာပဲအဓိကဗီဇာကိစ္စကိုလုပ်လို့ရတော့မှာ။ဖင်လန်ဗီဇာကလည်းမြန်မာနိုင်ငံသားတွေအတွက်အချိန်လေးကြာသလိုခက်လဲခက်ပါတယ်ဟုရန်ကုန်ခြေဆိုင်အောင်မြင်သူပြပခီသွားဝန်ဆောင်မှုအကျိုးဆောင်အေဂျင်စီမန်နေဂျာကရှင်းပြပါတယ်။ ဖင်လန်နိုင်ငံကမြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ပွင့်ပြိုးရေးပူးပေါင်းဆောင်ရွက်မှုများကိုကုလသမဂ္ဂအေဂျင်စီများနိုင်ငံတကာအဖွဲ့အစည်းများအရက်ဖက်လူမှုဖွဲ့စည်းများမှတဆင့်ပေးအပ်လျက်ရှိသောနိုင်ငံဖြစ်ပြီးလက်ရှိနိုင်ငံရေးအကျပ်တဲနှင့်ပြည်ပခါများကြောင့်ဖင်လန်နိုင်ငံက၎င်း၏အကူအညီများကိုမြန်မာစစ်တပ်ထံသို့မရောက်ရှိစေရေးအထူးတတိထားလျက်ရှိကြောင်းသိရှိရပါသည်။ ရင်ပြင်ငင်းရဲရေးဆိုင်ရာအစည်းအဝေးများအကြမ်းမဖက်သောဖြည့်ရှင်နည်းများနှင့်ဒီမိုကရေစီအခြေခံမှုများမြင့်တင်ရန်အတွက်မြေပြင်အဆင့်ရှိအရက်ဖက်လူမှုဖွဲ့စည်းများမီဒီယာနှင့်လူငယ်ဖွဲ့စည်းများကိုပံ့ပိုးကူညီလျက်ရှိကြောင်းဒီမိုကရေစီရေးဆောင်ရွက်သူများအတွက်စွမ်းရည်မြင့်တင်ပေးခြင်းနှင့်တရားဝင်မဟုတ်သောငင်းရဲရေးဆွေးနွေးပွဲများကိုအားပေးခြင်းတို့ပါဝင်ကြောင်းသိရပါသည်။ အလားတူမြန်မာနိုင်ငံပြည်ပခဒေတာများရှိကလေးသူငယ်များဤကြောင်းတရခွင့်ရင်းနှင့်အခွင့်အလမ်းများကိုလုံခြုံစေရန်ပံ့ပိုးပြီးပိန်ဆိုင်ပြုမှုဤအစားထိုးအနေဖြင့်ရှမ်းပြည်နယ်ရှိကော်ဖီသမဝါယမလုပ်ငန်းကဲ့သို့ရေရှည်တည်တံ့သောဒေလက်ဒေတာအတမှုဝန်ကြောင်းလုပ်ငန်းများကိုမြင့်တင်သည့်စီမံကိန်းများကိုပံ့ပိုးခဲ့ကြောင်း ဖင်လန်က UNFPA အမျိုးသမီးများနှင့်ကလေးငယ်များပထမဆုံးအစီအစဉ် Women's and Girl First Initiative ကဲ့သို့သောအစီအစဉ်များမှတဆင့်အမျိုးသမီးများအပေါ်အကြံဖတ်မှုတားဆီးရေးနှင့်အမျိုးသမီးများနှင့်မိန်းကလေးများ၏အခွင့်အရေးလိမ်မိုင်းဆိုင်ရာမျိုးပွားကျန်းမာရေးဝန်ဆောင်မှုမြင့်တင်ရေးတို့ကိုလည်းပံ့ပိုးခဲ့သောနိုင်ငံဖြစ်ကြောင်းသိရှိရပါသည်ဆလပီတင်းနှိုင်းအတိုင်းဒဝေမြို့နှင့်ရှမိုင်ခံဝေးသောဂျေးရွာချင်းဆက်တရားသုံးခုကိုအကြံပတ်စစ်တပ်ကဖျက်ဆီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ် ဒီဇင်ဘာလ၂ရက်နေ့အကြံဖတ်စစ်တပ်စစ်ကြောင်းသည်တဝဲမြို့နယ်ရှမိုင်းခန့်သာဝေးသောတရရချောင်းမြို့နယ်အတွင်းရှိကျေးရွာချင်းဆက်တရား၃ခုကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုအကြံဖတ်စစ်တပ်စစ်ကြောင်းကဖျက်ဆီးခဲ့သောတရား၃ခုမှာမိုးရွှေကူဘက်သို့သွားရောက်သည့်ရှမုတ်တီရောင်းမော်ကျေးရွာချင်းဆက်တရားရောင်းမော်တဲတော်ကျေးရွာချင်းဆက်တရားနှင့်ကင်းရှိစော်ပြားကျေးရွာချင်းဆက်တရားတို့ဖြစ်ကြောင်းသိရပါသည်။ စစ်ခွေးစီချောင်းကတဝဲမျိုးနဲ့ရှစ်မိုင်ခန့်กว่าဝေးတဲ့တရက်ချောင်းမျိုးနဲ့ကရွာတွေကိုပြင့်မှတ်ထားပြီးတရားတွေကိုဖျက်ဆီးခဲ့တယ်စုစုပေါင်းတရားသုံးခုဖျက်ခင်ရပါတယ်မိုးရွှေကူရွာဘက်ကိုသွားတဲ့ရှင်မုတ်တီရောင်းမော်ရွာချင်းဆက်တရားရောင်းမော်တဲတော်ရွာချင်းဆက်တရားနဲ့ကင်းရှိစောပြရွာချင်းဆက်တရားတွေဖျက်ဆီးခံရတာဟုဒေသပြည်သူတို့ကပြောဆိုပါတယ် အလားတူနိုဝင်ဘာလ26ရက်နေ့ကလည်းအကြံဖတ်စစ်တပ်စစ်ကြောင်းကတရက်ချောင်းမြို့နယ်ပြင်းပြူကြီးရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းထို့ပြင်နိုဝင်ဘာလ28ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ကစိတ်ချောင်းရွာသား10ဦးကိုကြေးရွာအတွင်ဝင်ရောက်စီးနှင်ဖမ်းဆီးသွားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ရေးစွမ်းတက်တိရှိပြီးကမ္ဘာရေယာပြဿနာများကိုရင်ဆိုင်ဖြေရှင်းကြသူများအား PFD ဂုံတိခါကြီးမှသော Right Livelihood Award ဆုပေးပွဲအခမ်းအနားကိုထွေတနိုင်ငံ Stockholm မြို့တော်တွင်ကျင်းပခဲ့ပါတယ်။ We are deeply humbled to be recognized by the Right Livelihood Foundation alongside fellow laureates from the Pacific Islands, Taiwan, and Sudan, whose work inspires us. We accept this award in honor of the courageous people of Myanmar who, for nearly five years since the military's brutal coup attempt, have stood against the junta with unyielding strength, dignity, and immense sacrifice. This award belongs to them. It belongs to the youth who marched in defiance, determined to build a future without tyranny. To those who continue to seek justice after decades of oppression, to the whistleblowers who risk everything to tell the truth, to those who have given their lives so others may live free from the military's brutality, and to the countless people who continue to fight for a federal democracy built on peace and justice for all. We stand with you. Since the illegal coup attempt of 2021, the military has unleashed a campaign of terror against the people with mass killings, torture, sexual violence, airstrikes, and the burning of villages. Even the children are not spared. These crimes are being committed by the same perpetrators of genocide against the Rohingya with total impunity. Yet, amid the horror, the courage of the people remains unbroken. Our movement is not only against the generals who commit these crimes, but also against the governments, corporations, and banks that continue to fund and enable the junta's violence and the oppression of oppressed people all over the world, from Palestine to Ukraine, from East Turkestan to Sudan, who we stand in solidarity with. The Right Livelihood Award reaffirms that Myanmar's struggle is part of a global fight for justice human dignity. To dismantle the military cartel, we need solidarity and action. In this December, the military junta will be holding a sham election. We call on governments to reject this and stop the flow of funds, arms, equipment, and aviation fuels that sustains the junta's terror. we call on companies and investors withdraw your money from the military and its cronies end this complicity do not fund atrocities this honor strengthens our resolve and sends a clear message to the junta and its enablers the world is watching the Myanmar People's Revolution will prevail. Thank you.